ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဒီနေ့15ရက်နေ့ရဲ့မနက်ခင်းပိုင်းရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တွေအကြောင်းကိုကျွန်တော်ဆွေးနွေးသွားပါမယ်။ဆိုတော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်ဒီညကပဲည4:00နာရီ5:00နာရီလောက်ကပေါ့နော်။ကျွန်တော်တားချောက်တက်လာတဲ့သတင်းတွေကျွန်တော်ရှိတယ်။နံပါတ်1အနေနဲ့ကျွန်တော်တိုက်စစ်မှုဖြစ်တယ်ပေါ့နော်။ Vita Gugres နဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်ကြည့်ကြည့်ရရင်ကျွန်တော်တို့ဒီ journalist တွေအများကြီးကကျွန်တော်ဖော်ပြလာတာတွေကျွန်တော်ရှိတယ်။အဲ့ဒီတဲကမှပထမဆုံးတက်လာတဲ့ Jamie Jackson ဒါ Chelsea ရဲ့ကျွန်တော်ဒါ အဲဘယ်လိုပြောမလို့ဟိုပါပေါ့နော်ချယ်ဆီရဲ့ reporter ပေါ့ဗျာနော်ဆိုတော့ဟိုသူပြောတာလေးဆိုတော့ Victor Gyokeres နဲ့ဆွေးနွေးမှုတွေပြုလုပ်ပြီးတဲ့နောက်မှာကစားသမားကအာဆင်နယ်ကိုပူပြီးတော့ပြောင်းရွှေ့ခြင်းကြောင့်ထုတ်ဖော်ပြောကြားမှုတွေရှိခဲ့တယ်ပေါ့အာဆင်နယ်ရဲ့ဘက်ကတော့ Victor Gyokeres နဲ့ Benjamin Sesko ဘယ်သူကိုခေါ်မယ်ဆိုတာမျိုးဆုံးဖြတ်ရခြင်းကျွန်တော်မရှိသေးဘူးကစားသမားကိုယ်တိုင်ကတော့အာဆင်နယ်ကိုပူပြီးတော့ပြောင်းခြင်းနေကြောင်း ပြောခဲ့တဲ့အတွက် United ရဲ့ Benjamin sorry United ရဲ့ကျွန်တော် Victor Gyokeres ပေါ်ကျူးပန်းမှုကအဆုံးသက်ပြီလို့ပြောလို့ရတယ်ဗောနော် Gyokeres ကတော့ Champions League ဒီကစားကွင်းရမယ့် Arsenal ကိုဦးစားပေးကလပ်အဖြစ်ရွေးချယ်ထားကြောင်းလည်းသိရတယ်ဆိုပြီးတော့ Jamie Jackson ရဲ့ Paul Hess ရဲ့ကနေပြီးတော့ကျွန်တော် report လုပ်ထားတယ်ဆိုတော့ဒါကလည်းရှိအဲ့ဒီ journalist နှစ်ယောက်နဲ့ပတ်တယ်လို့နောက်ထပ် Fabrizio Romano ကအဲ့ဒါပြီးတော့ကျွန်တော်ဒီ night well နေတော့ထပ်ပြီးတော့ report လုပ်လာတာရှိတယ် ဗီတာဂူဂရက်ရဲ့ဦးစားပေးကအာဆင်နယ်ကိုပြောင်းရွှေ့နိုင်ဖို့ဖြစ်ပြီးတော့မန်ချက်စတာယူနိုက်တက်က မကြာသေးခင်ရဲတရဘတ်တွေအတွင်မှကစားမဖြစ်သူတို့အတွက် အချင်းဒီကိုကျွန်တော်တို့စုံစမ်းရဖို့အတွက်ဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်။သို့တော်လည်းပဲကစားမဟာအာဆင်နယ်ကသာစိတ်ရိုင်းလျက်ရှိတယ်ပေါ့နော်။ဘင်ဂျမင်ဆက်စကိုနဲ့ဆွေးနွေးမှုတွေကမအောင်မြင်သေးတဲ့အချိန်ဒီမှာဗီတာဂူဂရက်ကအာဆင်နယ်အတွက်ရွေးချယ်စရာတစ်ခုပြည့်ဆက်ရှိနေပြီးတော့ အာဆင်နယ်ရဲ့ဘက်ကလည်းဒီတိုက်စီမှု၂ရောက်စလုံးရဲ့အခြေအနေတွေကိုဆက်လက်သုံးသပ်မှုရှိနေတယ်ပေါ့ဗျာ။ United ရဲ့ဘက်ကတော့ sorry United ကိုပြောင်းရွှေ့ဖို့ကတော့ကစားသမားကစိတ်ဝင်စားနေ United ကကစားသမားကိုခေါ်ဖို့စိတ်ဝင်စားနေစေဖြစ်တယ်။သူတို့အခုအတော့အပြောင်းရွှေ့မဖြစ်နိုင်တော့ဘူးဆိုပြီးတော့ယုံကြည်လို့ရတယ်ပေါ့နော်။ဆိုတော့ဒါအပြင်သူပြောထားတယ် Victor Gyokeres က Manchester United ကိုလုံးဝညှင်းပယ်ခဲ့တာမျိုးမဟုတ်တယ်လို့ကစားသမားရဲ့အီဂျင်က ယူနက်တက်ကိုညင်းပယ်ကြောင်းအကြောင်းကြားခဲ့တာမျိုးတွေလည်းပြီးခဲ့တဲ့ရက်တွေမှာလုံးဝရှိမထားဘူးပေါ့အာဆင်နယ်ကိုပဲရွေးချယ်ခွင့်ရှိနေတယ်များကာလပလုံကစားသမားကအာဆင်နယ်ကိုသာဦးစားပေးပြီးတော့ပြောင်းရွှေ့ခြင်းဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောသွားတယ်ဒီနေရာမှာဗျာဘယ်လိုပြောမလဲဟိုဂျာနယ်လစ်ကဟိုလိုထွက်လိုက်နောက်ထပ်ဂျာနယ်လစ်ကအဲ့ဒါကိုထပ်ပြင်လိုက်နောက်တယောက်ကအဲ့ဒါကိုထပ်ပြင်ပြီးတော့တင်လိုက်နောက်တယောက်ကအဲ့ဒါကိုထပ်ပြင်ပြီးတော့တင်လိုက်ဒါမျိုးတွေကျွန်တော်လာနေတာဆိုတော့အပြောင်းရွှေ့တွေကျွန်တော်မစခင်ယာစီတွေမပြီးခင်ကတည်းက ဗီတာဂူဂရက်စ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကသတင်းတွေကကျွန်တော်အနေနဲ့ထွက်ပြီးသားဥရောပဝင်ခွင့်မရတဲ့အသင်းကိုပြောင်းကျင်စိတ်မရှိဘူးဥရောပဝင်ခွင့်ရတဲ့သူတပင်ချန်ပီယံစ်လိဂ်တွေဘာတွေကစားခွင့်ရတဲ့အသင်းကိုပဲပို့ပြီးတော့ပြောင်းရွှေ့ကျင်စိတ်ရှိတာကျွန်တော်တို့တော်တော်များများသတိထားမိကြမယ်ထင်ပါတယ်နီးပြားပြည့်တဲ့ရူဘင်အမိုရင်ကကျွန်တော်တို့အဲ့လိုမျိုးသတင်းတွေကြားပြီးနောက်ပိုင်းမှာသူဘာပြောလဲဆိုတော့ຫນွေရာသီပြောင်းရွှေ့မှာကျွန်တော်တို့အနေနဲ့ပေါ့နော်ခေါ်ခြင်းနဲ့ကစားသမားတွေဟာ ဟိုဟိုပြိုင်ပွဲဝင်ခွင့်ရမှဒီပြိုင်ပွဲဝင်ခွင့်ရမှလာခြင်းနေဆိုတော့ကစားမားတွေကိုကျွန်တော်တို့ဦးစားပြီးခေါ်သွားဖို့မရှိဘူးဆိုပြီးတော့သူပြောလာတာဒါပေမဲ့လို့ပေါ့ကျွန်တော်တို့သဘောပေါက်ထားဖို့လိုတာကနီးပြကအဲ့လိုပြောတာကပြိတ္တတိအကြိုက်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒီလားနော်ပြိတ္တတိအကြိုက်ဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့လိုပြောတာကဒါပေမဲ့လည်းလို့တကယ်တကယ်လက်တွေ့ရညီကတို့တိတဲ့အတိုင်းပဲ reality ရမှာလက်ရှိ modern kick ပေါ်လုံးကစားမားတွေဟာအောင်မြင်နိုင်မဲ့အသိကိုပဲကျွန်တော်ပြောင်းကြတော့မှာ ါတိတာနေတာပဲအောင်မြင်ခြင်းနဲ့အသိကိုပြောင်းကြတော့မှဒါကစားမားတွေကိုအပြစ်သွားပြောလို့ကျွန်တော်မရဘူးလက်ရှိခေတ်ကဒီတိုင်းပဲနော်လက်ရှိမှမဟုတ်ဘူးရကဲဘယ်လိုနေရာပဲကျွန်တော်တို့ကြည့်ကြည့်ကစားမားတွေဟာဒီကယ်ရီယာတွေဝင်လာပြီဆိုကြတဲ့ကအောင်မြင်ခြင်းရလာကြီးပဲရဲ့ဟုတ်တယ်မလားနော်ကစားမားအယောက်90အယောက်100မှာအယောက်90ကအောင်မြင်နိုင်တဲ့အသိကိုကျူပြောင်းခြင်းပါပဲထားပါတော့လက်ရှိဆိုလို့ရှိရင်ကျွန်တော်တို့ဒါအသင်းတင်းတင်းဟာဥရောပဝင်ခွင့်နေလဲကျွန်တော်ရတယ်အောင်မြင်နိုင်ကြီးလဲကျွန်တော်ရှိတယ် structure ဘိုင်းနေလဲကောင်းပြီးတော့အရာအလုံးကအဆင်ပြေနေတယ်ဆိုလို့ရှိရင် ော်ကစားမကောင်းတယောက်ကိုလည်းသူတို့လူတဲ့ချိန်မှာအဲ့ဒီကစားမကအဲ့ဒီအသင်းကိုပဲပို့ပြီးတော့ပြောင်းမှာပဲတခြားအချီနေတဲ့ရည်ရည်ရန်ရန်ဖြစ်နေတဲ့အသင်းမျိုးတွေကိုကျွန်တော်ပြောင်းမှာမဟုတ်ဘူး Liam Delap ဆိုလို့ရှိရင်လည်းပဲဒီတိုင်းပဲကိုသင်းကိုမပြောင်းချင်ဘူးပြောင်းချင်တယ်ဆိုတာမျိုးမဟုတ်မနေပဲနဲ့သူ့အတွက်တင့်တော်တယ်သူပြောင်းချင်တာဒီ Chelsea ပဲဆိုတော့ Chelsea ကိုကျွန်တော်ပြောင်းသွားတယ်ဒါမျိုးပဲဆိုတော့လက်ရှိမှာလည်း Victor Gyokeres ကိုကျွန်တော်ကအပြစ်သွားပြောလို့ကျွန်တော်မရဘူး ကစားမတိုင်းကဒီလိုပဲဆိုတော့ကျွန်တော်တို့ကလူတိုင်းကိုကုညာလို့လိုက်ညှော်လင်းလို့ကျွန်တော်ရတာမှမဟုတ်ကျွန်တော်တို့ကတော်တော်လေးအံ့ဩနေတာကုညာနေတဲ့ငါတို့ဒီတင်းအခြေအနေနဲ့ဘာလို့မြန်ပြောင်းလာတယ်လဲပေါ့နော်ကျွန်တော် geo credit ဆိုလို့ရှိရင်လည်းပဲဒီတိုင်းပဲကျွန်တော်ကစားမောက်တော့အဖြစ်ပြောလို့မရဘူး။ဘာလို့လဲဆိုတော့ဒါဒီဖြစ်တင်ဖြစ်ထက်တဲ့အရာမျိုးပဲ။ခြေလေးဖြစ်တာရှိတဲ့အရာမျိုးပဲเนาะ။အောင်မြင်နိုင်တဲ့အသင်းကိုပြောင်းချင်တာတွေတဘာဝပဲ။ကျွန်တော်တခုရှိတာကကိုယ်အသင်းနေနဲ့ရှေ့ဆက်ဘလူဂျူးပန်းမလဲ။ရိုမန်နိုပြောထားတာကတော့ Manchester United နဲ့ Vita geo credit ရဲ့အပြောင်းအကျွေးက ဖြစ်မလာနိုင်တော့ဘူးဆိုပြီးတော့ယုံကြည်လို့ရတယ်လို့သူပြောထားတယ်။ဆိုတော့အသင်းဘက်ကလည်း Champions League ဝင်ဝင်ရတယ်ရကျင်တဲ့အသင်းကိုပြောင်းကျင်နေဆိုတဲ့ကစားမတရားကိုကျွန်တော်တို့ကြိုးပမ်းလို့အဆင်မပြေဘူး။အဲ့ဒါမလားနော်ကျွန်တော်တို့ဒီကိုအသင်းကမှဥရောပဝင်ဝင်မရတာဒါကြောင့်လည်းပဲကျွန်တော်တို့ Europa League Final မတိုင်ခင်ကလေးက Europa League Final မှာဘူဆွဲမှဒီຫນွေမှာကျွန်တော်တို့အပြောင်းအရွှေ့တွေကလွဲကူမှာအကယ်လို့ပေါ့နော်ကျွန်တော်တို့အနေနဲ့ဘူမဆွဲဘူးဆိုလို့ရှိရင်ပြကြတယ်အပြောင်းအရွှေ့တန်းရခက်ခဲတော့မှာ ဒီများသိင်းကိုပဲဦးစားပေးပြီးတော့ယူရကြတာတွေပါလေကျွန်တော်ကြုံရတော့မှာဓာရီအားလုံးကမျောလင့်ထားခဲ့ကြပြီးသားပဲတခုရှိတာကအသင်းဘက်ကဖက်တွေမနေဘူးလူတယ်ဗျာဘယ်လိုပြောမလဲဟိုဈေးကြီးမဲ့ချင်းတူတူသိတယ်မလားအကယ်လို့အခုလိုမျိုးကဲတခြားအသင်းတွေကိုဦးစားပေးပြောင်းချင်နေဆိုတဲ့ကစားမားတွေကိုအချိန်ကုန်ခံပြီးတော့ကျွန်တော်မကြိုးပမ်းသင့်ဘူးသိတယ်မလားအခုကဒီလိုမျိုးဖြစ်နေတာတော့မှမင်းဟိုမပြတ်သားဒီမပြတ်သားဖြစ်နေတာအသင်းဘက်ကဟိုလူခေါ်ရမလို့လို့ဒီလူခေါ်ရမလို့လို့ဒါပေမဲ့လို့ပေါ့နော် ကိုအတင်းကိုကျွန်တော်ရွေးချယ်နိုင်စွမ်းအခြေအနေမရှိတော့ဘူးဆိုလို့ရှင်ဆက်ပြီးတော့ကျွန်တော်မချိုးပန်းဘူးလို့လည်း LMD Lab တို့ကလည်းကျွန်တော်ဒီတိုင်းပဲဆက်သွယ်မှုတွေကျွန်တော်လုပ်တယ်ဆွေးနွေးမှုတွေလုပ်တယ်ကစားမ Okay ကိုရီနဲ့လည်းဆွေးနွေးတယ် Everton နဲ့လည်းဆွေးနွေးတယ် Chelsea နဲ့လည်းဆွေးနွေးတယ်အကုန်လုံးနဲ့ဆွေးနွေးအပြီးမှာသူ့အတွက်ဒါသူ့အသင်းတော်ဆုံးထင်တဲ့အသင်းကိုသူပြောင်းသွားတယ်အခု Vita Gyökeres လည်းပဲဒီတိုင်းပဲနော်ကျွန်တော်ရည်တိပြဘာမှမပြောရသေးဘူးပဲဒါပေမဲ့ Arsenal ဟာသူ့ကိုရွေးချယ်စရာအဖြစ်ရှိနေတဲ့အသင်းတွေထဲမှာပါနေသေးတယ်ဆိုရင် အာဆင်နယ်ကိုဦးစားပေးပြောင်းခြင်းတယ်ရှင်းရှင်းလေးပဲအကယ်လို့ဗျာထားပါတော့ကျွန်တော်တို့ဘင်ဂျမင်ဆက်စကူကိုအာဆင်နယ်ကခေါ်သွားပြီထားပါတော့အဲကြလို့ရှင်တော့အာဆင်နယ်ကနောက်ထပ်တိုက်စစ်မှုတရားမလို့တော့ဘူးဆိုတော့ဗီတာဂူကရက်စ်တွေတရားတဲ့ chance ကတခြားအာဆင်နယ်ကိုပြောင်းဖို့မရှိတော့ဘူးဆိုတော့သူတို့တခြားရွေးချယ်ကြတယ်တွေးရမယ့်ချိန်ရောက်လာပြီဒါဆိုလို့ရှိရင်တခြားအသင်းတွေကိုသူပြောင်းအောင်ပါပဲအန်တာမျိုးပေါ့နော်ဒါပေမဲ့လို့ United အနေနဲ့လက်ရှိကျွန်တော်ဗီတာဂူကရက်စ်ရဲ့အပြောင်းအရွှေ့ကကျွန်တော်အဲ မေးလိုက်သိပြီမေးလိုက်သိပြီဆိုတော့တခြားကိုအတွက်ဖြစ်နိုင်ချင်ရှိတဲ့ကစားမတရားကိုကျွန်တော်ကြိုးပမ်းသိနေပြီနော်ပြောင်းရွှေ့ကြီးကလည်း28နှစ်ပဲကစားမတရားကိုကျွန်တော်တို့ဒါပေါင်တန်း60ဆိုတော့ယူရိုတန်း80 85တန်းကျမှာပေါ့ဗျာဒါပေမဲ့လည်းလို့ပေါ့နော်လက်ရှိဒီဘော်ဒန်ခင်မာကအဲ့တလောက်ဂိုးသွင်းနေနေဆိုရင်အဲ့လောက်တော့ပေးရမှာပဲဒါပေးရမှာပဲဒါပေမဲ့လို့စပိုတင်းနဲ့ဂီယိုခရက်စတို့ကြာပြဿနာတွေတက်နေတယ်ဆိုတော့ဘလောက်နဲ့အပြောင်းရွှေ့ကြီးကဖြစ်လာမလဲဆိုတော့တိကျတဲ့အနေထားတော့မရှိသေးဘူးဒါပေမဲ့သူ့အေဂျင့်မှာ တက်သေးတယ်ပါလေရှိတယ်ဆိုရင်ပေါင်တန်း60လောက်နဲ့ကျွန်တော်ရမှာတန်း60ဆိုရင်တော့မဆူပြောရမှာပဲနော်သူ့ရည်ချင်းတွေကဒါပေမဲ့လို့ကိုအတင်းတွက် chance မရှိတော့ဘူးအတင်းအနေနဲ့ဖြစ်နိုင်ကြီးရှိတဲ့တိုက်စစ်ကိုပဲကျွန်တော်ဒါပြောင်းဖို့ကြိုးပမ်းသင့်ပြီပြဿနာကဘယ်ကစားသမားကမှဈေးသက်တာမှကျွန်တော်မဟုတ်ဘူးနော်ဘယ်ကစားမကမှဈေးသက်တယ်မှာကျွန်တော်မဟုတ်ဘူးအဲ့ဒါကလော်ရီတိုင်ပက်တဲ့ကိုအသင်းမှာဆိုတော့ဖီတာဂူခရက်စ်နဲ့ပတ်သက်လို့ဒါနောက်ဆုံးရထားတဲ့သတင်းတွေပေါ့လေ ကျွန်တော် okay နောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ပါနောက်ထပ်အပြောင်းရွှေ့ကကျွန်တော်လက်ရှိ IKTG နဲ့ပတ်သက်တဲ့အပြောင်းရွှေ့ပေါ့လေကျွန်တော်ဒီနေရာမှာ IKTG နဲ့ပတ်သက်ပြီးတော့ဒါ San Diego ကကျွန်တော်ဖော်ပြထားတာ Hugo IKTG ရဲ့ agent နဲ့ Manchester United တို့ကြားမှာဆွေးနွေးမှုတွေကဒါနှစ်ပြီလွန်ခဲ့တဲ့2ရက်အကြာကလေးကပေါ့နော် ရှိနေခဲ့ပြီးတော့အခုဆိုလို့ရှိရင်ပို့ပြီးတော့ခိုင်မာလာပြီဖြစ်တယ်ပေါ့ United နဲ့ IKTG တို့ရဲ့ကြားထဲမှာဆွေးနွေးမှုကတော်တော်လေးကိုကောင်းမွန်လျက်ရှိတယ် United ရဲ့ဘက်ကလည်း Frankfurt အသင်းနဲ့ပေါ့နော်စကားလဲပြောဆိုပြီးဖြစ်တယ်လို့ဖြစ်နိုင်ခြေရှိတဲ့ပြောင်းရွှေ့အတွက်လည်းအချင်းဤအားလုံးကိုသိရှိထားပြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောလာတယ်။ဒါရင်မကသေးဘူးဆရာသမားကြီးနော်ဒါရင်မကသေးဘူးဆိုတော့အဲ့ဒီအပြောင်းရွှေ့နဲ့ပတ်သက်လို့ Fabrizio Romano ပြောထားတာကျွန်တော်ရှိတယ်ခဏလေးနော်။ဆိုတော့ United က AGDG အတွက်အမှန်ကန်တော့ကျွန်တော်ဆွေးနွေးနေတာပဲเนาะဆိုတော့လက်ရှိမှာ Romano ကပဲပြောထားလေးဆိုတော့ Manchester United ရဲ့ဘက်ကတော့ AGDG ရဲ့ agent ဖြစ်သူနဲ့ပေါ့နော်အပြောင်းရွှေ့အတွက်ဆွေးဆက်သွယ်မှုတွေပြုလုပ်ထားတယ်ဆိုတာအမှန်ပဲပေါ့နော်ဆိုတော့ဒါအပြင် Chelsea ရဲ့ဘက်ကလည်းပြီးခဲ့တဲ့နှစ်ပတ်လောက်အလွန်ခဲ့တဲ့အပတ်ကလေးကပေါ့နော်ဆွေးနွေးမှုတွေရှိထားတယ်ဟိုထူးသဖြင့်တော့ Frankfurt ကိုပေါ့နော်ကစားမောင်းကိုခေါ်ဖို့အတွက်ဆိုရင်ဘလောက်ကုန်ကျနိုင်မလဲဆိုပြီးတော့မေးမြန်းထားတာပေါ့ဆိုတော့ Frankfurt ရဲ့ဘက်ကတော့ရှင်းတယ် Euro သန်း100ရမှလက်လွတ်မယ် Euro သန်း100တတန်ကြီးသတ်မှတ်ထားတယ်လို့တုံ့ပြန်ခဲ့ရပေါ့နော် Liverpool ရဲ့ဘက်ကလည်းဒါဝင်နူးနက်စ်ကိုသာလက်လွှတ်ခဲ့ရမယ်ဆိုလို့ရှိရင် AKTG ကိုခေါ်ဖို့အတွက်စိတ်ဝင်စားနေတဲ့ကလပ်သင်းတစ်ခုဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့ AKTG ကလည်းပဲတန်းတရာပေါ့ဗျာအသင်းတွေတိုင်ပက်တယ်ဆိုတော့ဒါကိုပြောတာကျွန်တော်တို့အနေနဲ့ပေါ့နော်ဟိုလက်ရှိဘယ်လိုပြောရမလဲဟိုလက်ရှိဒီဒီအခြေအနေမှာပေါ့နော်ဒီချင်းဒီဘက်ခေတ်မှာဗျာဒီလက်ရှိ modern လောကမှာကဘောလုံးလောကမှာကပေါ့နော် inflation ကအရင်ဖြစ်တယ်မလားနော်တန်ကြီးတွေကအရင်ငွေကြီးအများကြီးပေးရတယ်မလားဒါပေမဲ့လို့ဒါပေမဲ့လို့ပေါ့နော်တာမန်ချီသွန်းထက်ပိုတဲ့ပုံစံလေးတွေပြပြီဆိုတာ ਨੇ အဲ့ဒါမင်းတန်တရားပဲအဲ့ဒါတန်တရားပဲအခုဆိုလို့ရှိရင် AKDG ဆိုလို့ရှိရင်တကယ်ကောင်းတဲ့ကစားမှာတက်22နှစ်တိုင်းမျိုးလို့တန်တရားဖြစ်သွားပြီခဲနော် OC man ကလည်းပဲယူရို85တန်းနာပူလီဘက်ကရှင်းနေ85တန်းရရင်ရမရရင်ကျွန်တော်တို့နေမရောက်မှုဆိုတဲ့ဘောပဲနော်မရရင်မရောက်မှုဆိုတဲ့ဘောပဲအော်ဗီတာဂူဂရက်ဆိုလို့ရှိရင်လည်းပဲယူရိုတန်း80 ယူရိုတန်း80ပြားเนาะပေါင်ပန်သွန်းပေါင်သန်း60ဆိုပေမဲ့သူတို့လက်ရှိလောလောဆယ်မှာဘာမှသူတို့တွေသဘောတူညီမှုမရသေးဘူးမလားဆိုတော့အကယ်လို့ရမယ်ဆိုတန်း80ပဲရှင်းနေသူတို့ကတော့ခုလက်ရှိ AGDG ဆိုလို့ရှိရင်လည်းပဲကျွန်တော်ပြီးခဲ့တဲ့ယာတီ AGDG ရဲ့အကောင်းဆုံးယာတီကပြီးခဲ့တဲ့ယာတီเนาะဘွန်ဒက်စ်လီဂါမှာ35တုံးဘဝသူကစားတယ်15ခုပဲတွင်းတယ်89ဖန်တီးမှုဗျအဲ့ဒါတန်းတရာဘယ်လိုဆက်ပြီးတော့အလုပ်လုပ်မလဲသိရပါလားเนาะ မလို့ဆက်ပြီးတော့ကျွန်တော်လုပ်လို့မလဲဆိုတော့2024 2025မှာနော် Bundesliga နော်33ဘွယ်မှာ15ဂိုးသွင်းနေ8ဂိုးဖန်တီးတယ်အဲ့ဒီရဲ့ရှေ့ရရာသီ2023 2024မှာ14ဘွယ်ကစားရတယ်4ဂိုးသွင်း2ဂိုးဖန်တီးတယ်2024 2025 Europa League မှာ12ဘွယ်ကစားရတယ် Europa League နော်4ဂိုးသွင်း3ဂိုးဖန်တီးတယ်အဲ့ကစားမအောင်ကျွန်တော် Euro တန်းတရား Euro တန်းတရားပေါ့နော်သူတို့ကရောင်းမှာပဲဘာလို့လဲဆိုတော့25နှစ်ရွယ် မမိုးရှ်ကူတောင်မှသူတို့တွေရဲ့ဘက်ကဒီယူရိုတန်80လား85တန်းလားမသိဘူးရောင်းခဲ့တာဗျာဆိုတော့ကိုအင်းဘက်ကတကယ်ခေါ်မလားဆိုတာပဲကျွန်တော်မူတည်တယ်ဈေးကွက်တန်ကြီးသူက85တန်းတိကျွန်တော်ရှိတယ် AGDG ကနော်ဈေးကွက်တန်ကြီး85တန်းတိရှိတယ်22နှစ်ပဲရှိသေးတယ်2029ခုနှစ်တိလည်းတတန်းရှိတယ်အဲ့လိုအဲ့အတွက်ပေါ့နော်ကျွန်တော်အနေနဲ့ဟွာဖြစ်တာဆိုတော့ဒီယာဒီမှာစုစုပေါင်းပေါ့နော်2024 2025မှာ AGDG ရဲ့စုစုပေါင်းကစားခဲ့တဲ့ပြိုင်ပွဲ48ပွဲရှိတယ် နော်ပြိုင်ပွဲစုံ48ပွဲရှိတဲ့ Frankfurt တို့ဒီရာသီမှာပြီးခဲ့တဲ့ရာသီမှာပေါ့ဗျာ22ဂိုးသွင်းနဲ့19ဖန်တီးတယ်ဆိုပွဲ90နီးပါးမှာ34ဂိုးထိကျွန်တော်တို့ကပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့သဘောပဲဆိုတော့ဟိုဘယ်လိုပြောမလဲကစားမကညံ့နေလို့ကျွန်တော်ပြောလို့တာမဟုတ်ဒါပေမဲ့လို့ပေါ့နော်အဲ့တလောက်ကစားမကအခုတန်းတရာဖြစ်နေပြီစဉ်းစားကြည့်ဗျာ အသင်းတွေအရာအားလုံးကခိုင်းလာမှာဆိုတော့ဒါကိုပြောတာက तू PSG ကနေပြီးတော့ तू ပြောင်းလာတယ်ဗောနော်ဆိုတော့ Frankfurt အတွက်စုစုပေါင်းဗောနော်ကျွန်တော် Frankfurt ကိုရောက်တဲ့မြတ် तू 64ပွဲကစားထားမှုတယ်26ဂိုးသွင်းနေ14ဂိုးဖန်တီးတယ်64ပွဲမှာ PSG မှာ33ပွဲမှာ၄ဂိုးသွင်း၄ဂိုးဖန်တီးတယ်ဗျာဒါနော်ဆိုတော့ဘယ်လိုပြောမလဲအဲ့ကစားမကိုကျွန်တော် Euro တန်းတရာဖြစ်နေပြီအသင်းဘက်ကဆက်ပြီးတော့ကျိုးပန်းနိုင်နေတယ်မှာမပါဘူးသိလား ဆိုတော့ဈေးက imminent ကြီးလွန်းတယ်။ဒါကြောင့်လည်းပဲကျွန်တော်ပြောချင်တာကတော့ဗောနော်။ဒါကြောင့်လည်းပဲကျွန်တော်နေတယ်ဗောနော်။ဒီဘယ်လိုပြောမလဲ။ဟိုအသင်းအနေနဲ့ဗောနော်။အသင်းအနေနဲ့အပြောင်းရွှေ့ကျွန်တော်လုပ်မယ်ဆိုလို့ရှိရင်အသင်းတွက်ဘလို့မှမလွယ်တော့ဘူးဆိုတာမျိုးကဈေးလဲကျွန်တော်တက်နိုင်နေတယ်မှာကျွန်တော်မပါဘူး။ပြီးတာနဲ့ကျွန်တော်နေတယ်ဗောနော်။အဲဘယ်လိုပြောမလဲ။ဟိုလာစာကိစ္စတွေလဲကျွန်တော်တိုင်ပတ်သွားပြီ။ပြီးတာနဲ့ကျွန်တော်နေတယ်အဲဘယ်လိုပြောဘယ်လိုပြောမလို့ပြောဟိုဘာပြိုင်ပွဲမှန်လဲကျွန်တော်ဝင်ခွင့်မရဘူး။ဒါတော့ကျွန်တော်ဘလို့ဘလို့သွားပြီးတော့ကျွန်တော်နေတယ်ဗောနော်။ ကစားမားတွေကိုအပြိုင်ခေါ်လို့ဖြစ်တော့မလဲဒါကြောင့်မာတီတာကြီးနဲ့ဆိုပြီးသွားပြီနော်မာတီမာတီတာရဲ့အမ်ဘူမူရဲ့နော်ဟိုကုညာရဲ့ဆိုလို့ကျင်လည်းပဲကျွန်တော်တို့ကိုတက်နိုင်တဲ့တွေကတော့မစိုးဘူးပြောရမှာပဲလေဟုတ်တယ်မလားနော်အဲ့လိုဘလို့ခေါ်နိုင်တော့မှာမင်းဟိုလူလဲတန်းတရားဒီလူလဲတန်းတရားငပိကျော်လဲတန်းတရားမင်းချင်းမောင်ကျော်လဲတန်းတရားဖြစ်နေချင်းနေရလေနော်တန်းတရားဆိုလို့ရှိရင်တော့အသင်းဘက်က82ဘူးမရှိဘူးကျွန်တော်ကတော့ဘယ်အသင်းမှ82ဘူးရှိတယ်မထင်ဘူး front ဖက်ဘက်ကသူက2029အထိတည်တန်းရှိတယ်ဆိုတော့သူကဒီဘယ်လိုပြောမလို့ ဆက်ပြီးတော့လည်းထင်းကျင်တဲ့သဘောမှရှိတယ်ဗျာဒီလားပူပြီးတော့ကောင်းလာပြီဆိုတဲ့အခါကျမှတန်တရာလောင်းနဲ့ပူပြီးတော့ရောင်းမယ်တော့တန်တရာ20လောင်းနဲ့ပူပြီးတော့ရောင်းမယ်အဲ့လိုဖြစ်ရင်လည်းဖြစ်မှာပဲဒါပေမဲ့တန်တရာကတော့အသင်းဘက်ကဗျာလှည့်ကြည့်တင်နေတယ်မှာကျွန်တော်မပါတော့ဘူးဗောနော်ကိုဘကတက်နိုင်တဲ့အခြေအနေမျိုးလေးကျွန်တော်ရှိမနေဘူးပြီးရင်လည်းပဲအဲ့တန်တရာအဲ့ကစားမကိုကျွန်တော်သုံးမယ်စားကွင်းလေတို့ကျွန်တော်တန်60လောက်သုံးမယ်တိုက်စစ်ကိုတန်40တန်ကစားမတယောက်သုံးမယ်ဒါလောက်ဆိုရင်တော့မှမင်းနေလေးဟုတ်ဒီပတိဖြစ်အောင်ပါအဂီတီဂီကိုတန်တရာနဲ့ခေါ်လို့အဂီတီဂီတိုက်စစ်ရောက်လာလို့ ကွင်းလည်ကြီးကကောင်းမသွားဘူးဟုတ်တယ်မလားကိုရီသင်းနေနေပေါ့နော်လက်ရှိကိုတက်နိုင်နေဇီးနဲ့ကျွန်တော်တို့ဒါအားဖြည့်မဲ့အချိန်မျိုးနေရလဲကျွန်တော်တို့꽈သေးတာရောက်တန်းတရားဆိုတာမျိုးကြီးကပေါ့နော်ကျွန်တော်တို့ဒါတော်တော်လေးတော့တိုင်ပတ်ပါတယ်နော်နောက်တစ်ခါလေးတော့တော်တော်လေးတော့ကျွန်တော်တိုင်ပတ်တဲ့တိုင်မှာကျွန်တော်ပါတယ်ဆိုတော့ဗီဒီယိုလေးကို like လုပ်လို့မနေရသေးရင်လည်းနှစ်ပြည်တော်ကိုတောင်းဆိုပါရစေဆိုတော့ကျွန်တော်နေခင်းဗီဒီယိုလေးဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ကြည့်ရှုအားပေးတဲ့ညီကိုများအလုံးကိုကျေးဇူးများကြီးတင်ပါတယ်